တာပါရှင်ခစ်သစ် TV channel ကနေပြီးတော့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကလေးခံကောဖလန်းနှင့်တီးတိမ်မှုနယ်တို့တွင်စစ်တပ်နှင့်တော်လှန်ရေးမဟာမိတ်များအကြားတိုက်ပွဲများပြင်းထန်ဖြစ်ပြီးစစ်တပ်ဘက်မှဗိုလ်မှူးဗိုလ်ကြီးအပါအဝင်စစ်သားတရားဝင်ကျင်သေဆုံးစစ်တုံးပန်းတချို့နဲ့လက်နက်ခဲယံအများအပြားသိမ်းပိုက်ရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အကြံဖက်စစ်တပ်ကချင်းပြည်နယ်အတွင်းသို့ထိုးဖောက်ဝင်ရန်စစ်ကြောင်းထိုးလာမှုကိုချင်းတော်လှန်ရေးတပ်များနှင့်မဟာမိတ်တော်လှန်ရေးများက ပူပေါင်းခုခံတိုက်ခိုက်ခဲ့ကြရာတိုက်ပွဲများပြင်းထန်ဖြစ်ပွားပြီးစစ်တပ်ဗမာပုံမှုကိုကြီးအပါဝင်တရားဝင်ကျင့်သိဆုံးကြောင်းချင်းပြည်ချင်းလန်အစိုးရကာကွယ်ရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ပါရယ်ချင်းအမျိုးသားတပ်မတော်နှင့်ဒီတန်တရာကာကွယ်ရေးတပ်ဖွဲ့များဖြင့်ဖွဲ့စည်းထားသည့်ချင်းလန်အစိုးရတပ်ဖွဲ့၏စစ်ကြောင်း1နှင့်စစ်ကြောင်း2တို့ကအကြံဖတ်စစ်တပ်ကိုကလေးမြို့နယ်ခံကောမြို့နယ်ဖလန်းမြို့နယ်နှင့်တီတိန်မြို့နယ်တို့တွင်တိုက်ခိုက်ခဲ့ကြောင်းချင်းလန်အစိုးရတပ်ဖွဲ့၏စစ်ကြောင်း1က ဖက်ကော့ PDF ၊ကျောင်းသားတက်မတော် ABSDF PDF ခရိုင်တရင်များပကဖားများ Short Different Phone YDF စသည့်မဟာမိတ်အဖွဲ့များနှင့်လက်တွဲပြီးကလေးမျိုးနှင့်ဂံကောမျိုးအကြားတွင်စေကောင်စီတက်ကိုတိုက်ခိုက်နေကြောင်းသိရပါသည်စစ်တပ်ကလေရင်နှင့်ဒရုန်းတို့ကိုအားပြုပြီးတိုက်ခိုက်နေတော်လည်းချင်းလန်အစိုးရတပ်ဖွဲ့နှင့်မဟာမိတ်အဖွဲ့များ၏တိုက်ခိုက်မှုကြောင့်စစ်တပ်မှပုံမှုပို့ကြီးအစဉ်အယားရှိများအပဝင်းအားတရားခန့်ကိုချေမုံနိုင်ခဲ့ပြီးစစ်တုံးပန်းတချို့ဖမ်းဆီးရမိကြောင်းလက်နက်ခရရန်များလည်းတင်စီးနိုင်ခဲ့ကြောင်းသိရပါတယ် အထင်အနိုင်သောစစ်တပ်ကနိုဝင်ဘာလ6ရက်နေ့တွင် တိုက်လျင်ဖြင့်၄ကြိမ်၊နိုဝင်ဘာလ14ရက်နေ့တွင်တိုက်လျင်ဖြင့်8ကြိမ်၊ဝိုင်းတွဲလျင်ဖြင့်2ကြိမ်၊နိုဝင်ဘာလ15ရက်နေ့တွင်တိုက်လျင်ဖြင့်2ကြိမ်၊နိုဝင်ဘာလ16ရက်နေ့တွင်တိုက်လျင်ဖြင့်2ကြိမ်၊ဝိုင်းတွဲပေါ်အလုံး50ခန်းနိုဝင်ဘာလ18ရက်နေ့တွင် Fighter Jet ဖြင့်၄ချိန်၄ကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းသိရပါသည်။အလားတူချင်းလန်းအစိုးရတပ်ဖွဲ့၏စစ်ကြောင်းနှစ်က Chin National Defense Force CMDF PDF ဇိုလန်စာတီမိဖက်အဖွဲ့များနှင့်လက်တွဲ၍ဖလန်မျိုးနှင့်ဝေဘူးလာမျိုးအကြားတွင်၎င်းတီးတိတ်မျိုးနှင့်ခိုင်ခမ်းမျိုးအကြားတွင်၎င်းစစ်ကောင်စီတပ်ကိုတိုက်ခိုက်နေကြောင်းစစ်တပ်ကရမန်နေနိုဝင်ဘာလ18ရက်နေ့တွင်လေးချောင်းတိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့ကြောင်းသိရပါသည်ဆလပီမုံရွာမြို့နယ်တာစီနေမြေရဲစခန်းကိုဝင်ရောက်တိုက်ခိုက်မှုတွင်နေရာတွင်ရဲလေးဦးပွဲချင်းပြီးတိတ်ဆုံးနေဆိုတဲ့တဲ့င်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမြို့နယ်တာစီရွာရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ရာတွင် နေရာတွင်ရင်းလီဦးပွဲချင်းပြီးတည်ဆုံခဲ့ကြောင်း Rocket Fighter မှလာပြီကသတင်းဌာနကိုပြောကြားပါတယ်။ရှမန်နေ့နိုဝင်ဘာလ18ရက်နေ့နနက်9:00နာရီမှနနက်10:00နာရီခန့်အချိန်အထိမုံရွာထောင်အနီးမီတာ100ခန့်အကွာသာစီရဲစခန်းကိုတော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုမှာစစ်တပ်ထိုးစစ်ကိုလက်တုံပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲအတွင်းရဲတပ်သားလေးဦးတည်ဆုံသွားကြောင်းထောက်လန့်ရဲဘော်များအထူးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ ရဲလေးရောက်သေးတယ်။ကျန်တာကတော့ကျွန်တော်တို့စုံစမ်းနေသေးပါ။မုံရွာထောင်ခစစ်ကူလာလို့လက်နက်တွေကောက်ချိန်မရခဲ့ပါဘူး။ကျွန်တော်တို့ရဲဘော်တွေအထီးကိမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟု Rocket Fighter မှအလားပြေကပြောဆိုပါတယ်။စစ်စင်ရေးကို Rocket Fighter ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ချင်းတွင်တွင်ဦးတော်လည်ရေးအင်အားစုညောင်ဦးခရိုင်တရင်တုံဘိုးချာကြီးအဖွဲ့တီးပဲရင် PC တို့ဘူးတလင်တပ်ပေါင်းစုမြို့ပြပြောက်ကြတပ်ဖွဲ့ Alvan Guerrilla နေမြေခံတပ်ဖွဲ့စသည့်တို့ဖြင့်ပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ် ရှေ့လတွင်အဘဲသူများရွေးကောက်ပွဲလုပ်ကြပေမည်နီဟုကုလလူအခွင့်ရေးအကြီးအကဲမေကွန်းထုတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။တိုင်းပြည်သည်ဖျို့ဖျဲဖြစ်လာနေပြီးနိုင်ငံအနှံ့လေချောင်းမှပုံများအဆက်မပြတ်ကျဲချတိုက်ခိုက်နေမှုနဲ့အတူလူအခွင့်ရေးချိုးဖောက်နေမှုများမိုလိုပေါက်အောင် ဖြစ်လာနေချိန်တွင်စေအုပ်စုမှရှေ့လတွင်ရွေးကောက်ပွဲလုပ်မည်ဆိုသည့်ကိုမိမိအနေဖြင့်မြည်သူများစဉ်းစား၍မရအောင်ဖြစ်နေသည်ဟုကုလလူအခွင့်ရေးအကြီးအကဲဖော့ကာထရမှတနင်္လာနေ့ကဂျနီဗာရီမေကွန်းထုတ်လိုက်ပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲလဲမိတို့များဖြစ်လာနိုင်စရာအကြောင်းမရှိဟုဆိုသည်စေအုပ်စုသည်ရွေးကောက်ပွဲအားအမျိုးသားရင်ကြားစစ်ရေးအတွက်အခွင့်အရေးဟုအကြောင်းပြလာခဲ့သည်သို့သောလေးလဆောင်တည်သူများကအုတ်ချုပ်ရေးဆက်၍တည်မြဲနေမှုကို ဖုံးကွယ်ရန်အသုံးပြုသည့်ပြည်ရတစ်ခုအဖြစ်ပေးချထားကြပြီးဖြစ်သည်မြန်မာ၏အခြေအနေသည်မီဒီယာများ၏အာရုံစိုက်မှုကိုလုံလောက်အောင်မရဖြစ်နေပြီးလူများသည်ဒုက္ခမျိုးမျိုးခံစားနေကြရသည်ဟုဆိုသည်စေအုပ်စုသည် နိုင်ငံသားတအူးချင်းစီနှင့် အရက်ဖက်ဖွဲ့စည်းများလွတ်လပ်စွာလှုပ်ရှားဆောင်ရွက်ခွင့်ကိုလုံးဝအုပ်သုံးပိတ်ဆို့ကန့်သတ်ထားပြီး၎င်းတို့အားအတိုက်ခံပြုသူများကိုဖမ်းဆီးထားသည့်အပြင်သတင်းတောက်များကိုလည်းတပ်ဖြတ်နေကြောင်းထို့ပြင်အရက်သားများအားအပြင်းထန်ပုံကျဲတိုက်ခိုက်နေကြောင်းအထူးသဖြင့်ရခိုင်ပြည်နယ်အတွင်းသိတာထင်ရှားစွာတွေ့လာရကြောင်း AFP သတင်းဌာနနှင့်အင်တာဗျူးတွင်ပြောသွားခဲ့ပါသည်ထို့သောအနေအထားတွင်လွတ်လပ်ပြီးတရားမျှတမှုရှိပါသည်ဟုညီသူကားများပြောနိုင်ပေအောင်မည်နီး နိုင်ငံ၏အစိပ်ပိုင်းတော်တော်များများသည်လည်းဒီသူများထိန်ချုပ်နိုင်စွမ်းမရှိဖြစ်နေသည်စစ်တပ်သည်ပြည်ပခါဤကြံရပါဖြစ်နေပြီးလူထုကိုနှစ်ပေါင်းများစွာကြာအောင်ဖိနှိပ်လာခဲ့သောအဖွဲ့အစည်းလေးဖြစ်သည်ဟုဆိုသည်။တိုးတက်သောအတန်မြန်မာလူခွင့်ရေးအဖွဲ့ကိုတီထောင်သူဒေါခင်အုံမာကလွတ်လပ်ပြီးတရားမျှတပြီးယုံကြည်ထိုက်ဖို့နေနေတတ်တာရွှေကောက်ပွဲဟုပင်အမည်တက်၍မခေါ်ထိုက်ဟု DVB စောင်းပါတွင်ရေးသားထားသည်။ စော်မဲလုံးကမိမိတို့ရွေးကောက်ပွဲအားမိဖက်နိုင်ငံများနဲ့မြန်မာပြည်သူများအသိမှတ်ပြုလျင်လုံလောက်ပြီဟုထုတ်ပြောလာရသည့်အဖြစ်ရောက်လာခဲ့သည်မိဖက်နိုင်ငံများဆိုသည်ကလည်းအလုံးသိနေသည့်အတိုင်းလက်ငါးချောင်းပင်မပြေထိုလက်ငါးချောင်းမပြေသောနိုင်ငံများဆိုသည်ကလည်းကမ္ဘာလေတွင်ဂုံတိတ်ခါရှိရှိရက်တည်နေသည့်နိုင်ငံတစ်ခုတလီများပင်မပောင်းညတွန်းတွန်းလာသည့်အနေဖြင့်ဂီတအနုပညာရှင်များအလုံးကိုအတေးအကျက်ဆိုင်းပုံများကင်ပြီးဝါရဖြန့်ခိုင်းနေသည်မှလည်းမြင်မကောင်းအောင်တွေ့လာနေရသည်။ ၎င်းတို့ဝါရဖြန့်ရုပ်ရှင်တို့လေးတွင်ပါဝင်သူများအားလူထုကဝိုင်းဝန်းသဘိမ့်မှောက်နေကြသည့်အဖြစ်ကိုတွေ့လာရ၍ရွှေကောက်ပွဲဆိုသည့်တက်တော်ဝင်အခမ်းအနားအောင်မြင်နိုင်ပါမလားဟုတန်တရားရှိလာနေကြသည်ကိုခံမှန်း၍ရှာနေသည်၎င်းတို့၏လောက်ရမြအောင်ဝေဖန်ထောက်ပြပြောဆိုနိုင်သည့်ပါတီများတစ်ခုတည်းများပါခွဲမပြုပင်မြောင်းလိုက်စိတ်ကူးပေါ်သည်များဥပဒေများကိုခလုံးနှိတ်အတီးပြုတ်ပေးရန်သာခော်ယူမိလွတ်တော်ဆိုသည့်ကြီးတွင်ဝေထိုင်သည့်အစိုးစု၏အစိတ်သားအရေးအတွက်ပင်မင်းရှာရတော်မူဖြစ်သည် ထိုးစရင်တဲပါဖို့စစ်ရာရှိများအပြိုင်အဆိုင်လက်ထိုးကြမိမှလည်းအေကံမလွဲပင်ဖြစ်သည်2020ရွေးကောက်ပွဲအပြီးမရှိမလားအရေးနေသွား၍နိုင်ငံတော်အာဏာကိုအကြမ်းဖက်ရယူရမည်ဟုသောအသံများထွက်လာချိန်တွင်ယခုအခါထောက်နှန်းဆန်နေရသောပြန်ဝင်ဟောင်းဥယေထုတ်ကယခုလိုသတိပေးခဲ့မှုပါသည်တကယ်လို့အငင်းပွားမှုတွေကမဲဆန္ဒနှင့်အနှင်းငယ်လောက်မှသာဖြစ်တဲ့ဖြစ်စဉ်တွေကလည်းရွေးကောက်ပွဲရလဒ်ကြီးတစ်ခုလုံးကိုပြန်ပြောင်းလှန်နိုင်တဲ့အသည့် ပမာဏမများဘူးဆိုရင်မဲဆန္ဒနယ်တစ်ခုချင်းအလိုက်ပဲရွေးကောက်ပွဲဥပဒေနဲ့အညီကန့်ကွက်တင်နေတစိတ်တရိဒဖြစ်စဉ်တွေကိုအလုံးစုံဖြစ်စဉ်လို့ယူဆပြီးထုတ်ပြန်ဆောင်ရွက်နေရင်လူထုကအရှုံးကိုလက်မခံနိုင်တဲ့ပါတီကန့်လန့်တိုက်တဲ့ပါတီလို့မြင်သွားနိုင်နေကျွန်မရဲ့တင်ဆက်မှုကိုဒီမှာပဲညနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်